ကျွန်တော်ဖန်တီးထားတဲ့ဂိမ်းကို player များများလာဆော့အောင်ဘယ်လိုလုပ်ရမလဲ game publishing ဆိုတာက game developer တွေအစအဆုံးဖန်တီးရတဲ့ game တစ်ခုကိုကိုယ့်ရဲ့ audience ဖြစ်တဲ့ gamer တွေလာပြီးတော့များများဆော့အောင်လုပ်ရတဲ့ process တစ်ခုပဲဖြစ်ပါတယ်။ဒီ process ကလည်း game developer တော်တော်များများအတွက်ခက်ခဲတဲ့ process လို့ပြောလို့ရှိရင်လည်းမပါဘူးပေါ့။ဘာကြောင့်လဲဆိုတော့ game publishing ဆိုတာက game development pipeline ရဲ့ process တွေအပြင်မှာကိုယ့်ရဲ့ game ကို player များများရအောင်လို့လုပ်မှာလေ။ပြီးလို့ရှိရင်ရလာတဲ့ player တွေလည်းဘယ်လို customer service နဲ့ support ပေးပါတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ game ကိုလည်း PlayStation တို့ Xbox တို့ဒါတို့ဒီလိုမျိုး platform များမှာ solo ရအောင်လုပ်ရတဲ့ process တွေပါဝင်လို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လည်း game developer တွေအတွက် game publisher တွေကပေါ်လာခြင်းပဲဖြစ်ပါတယ်ဥပမာနာမည်ကြီး Star Valley ဆိုတဲ့ဒီ site view game ကိုတော်တော်များများသိကြမှာဖြစ်နေဒီ game ရဲ့ developer Eric Baron ဆိုတဲ့သူကလည်းဒီ game ကိုတယောက်ထဲ၄နှစ်ခွဲလောက်အချိန်ယူပြီးတော့ဖန်တီးခဲ့ရတာပါဒါပေမဲ့သူက game ကိုအကြာကြီး develop ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ game ကို player များများလာဆော့အောင်ဘယ်လိုလုပ်ပြီးတော့ publish လုပ်မယ်ဆိုတဲ့ဟာကို မသိဘဲနဲ့အခက်တွေ့နေပါတယ်။အဲ့ဒီအချိန်မှာ Checker Fish ဆိုတဲ့ဒီ game publisher company တစ်ခုကသူ့ရဲ့ game ကို Steam ပေါ်မှာမြင်ပြီးတော့ game ကလူကြိုက်များလောက်တယ်ပေါ့နော်။အဲ့ဒါနဲ့ပဲသူ့ game ကို game publishing service လေးတူညီပေးဖို့ကန့်လန့်ခဲ့ပါတယ်။ဒီလိုမျိုး game publishing ဘိုင်းကို Checker Fish ကတာဝန်ယူပေးလိုက်တဲ့အတွက်ကြောင့် game developer ကိုတိုင်ကလည်းသူ့ရဲ့ game ကိုပြီးမြောက်အောင်ပို့ပြီးတော့ iOS site လို့ရတော့ပါတယ် Checker Fish က game marketing တခုတည်းတွေမဟုတ်ဘဲနဲ့ player တွေများများရအောင် game ကိုဘယ်လို distribute လုပ်မှာလဲပေါ့နော်ဒီ Steam တို့ Play Store တို့ကြားဒီ platform တွေပေါ်မှာနောက်တစ်ခုကပို့ပြီးတော့လဲ customer service ခေါင်း multiplayer service တွေထည့်ပေးခဲ့တယ်အဲ့တို့ကြောင့် player တွေအတွက်လဲပို့ဆော့ဖို့ကောင်းပြီးတော့ game ကိုနောက်ထပ် level တစ်ခုရောက်အောင်ပူဆောင်သွားနိုင်ခဲ့ပါတယ်ဒါကြောင့် Stardew Valley ဆိုတဲ့ game ကလဲဒီ global မှာအခုထိလူကြိုက်များတဲ့ sensation နဲ့ game တစ်ခုအနေနဲ့ရည်တည်နေနေတာပဲဖြစ်ပါတယ်